بسم الله الحمد لله والصلاة والسلام على رسول الله وعلى آله وصحبه ومن والاه أما بعد دني أتاو تا ميزوا تمانو ني كانا لو ني لوري ناو صدقاتكو باتي لزرو تنورو تمانو ميا ني لو ري زراغا تشا باكيسا أدوى ما تنورو لو ني را مهو بو တမန်တော်မြတ်ဆလလဟ်ဆလမ်အပေါ်မှာဒုရုဒ်ပို့ဖို့ဆလမ်မြတ်တာပို့တာဖို့တမန်တော်မြတ်ရဲ့ချီးတမန်တော်မြတ်ကိုချီးကျူးဖို့အတွက်ကျွန်တော်တို့စုပြီးတော့မှမွေးနေ့လောက်တာဖြစ်တယ်အဲ့ဒါကိုခင်ဗျားတို့ဘာကြောင့်ညင်းနေတာလဲဘာကြောင့်ခင်ဗျားတို့မကျေနပ်တာလဲစုပြီးတော့မှဆောရကတဲ့တယ်ဆိုတော့ကျွန်တော်တို့ပြောနေတာကဒုရုဒ်ပို့တယ်ဆလမ်ပို့တယ်တမန်တော်မြတ်ကိုချီးကျူးတာကိုညင်းနေတာမဟုတ်ဘူး အဲ့ဒီအတွေ့ကိုရက်တတ်မှပြီးတော့မှညတတ်မှပြီးတော့မှလတတ်မှပြီးတော့မှနော်လှုပ်တာကို အထောက်ထားမရှိဘူးလို့ကျွန်တော်ပြောတာတကယ်တော့ဒုရုဒ္ဓကအမြဲပို့နေရမှာနော်နေ့တိုင်းပို့နေရမယ်နမစတဲ့မှာဒုရုရှိတယ်မနေ့ပို့ရမယ်ညနေပို့ရမယ်ဂျူမာနေ့ဆိုလို့ချင်းအထူးတော်တော့မများပို့ရမယ်ဒီဒုရုဒ္ဓကအမြဲပို့နေရမှာနော် တရက်တညသူပြောဝဲတလမှာဆိုလို့ရှိရင်72ရက်နေ့ပြီးတော့တချို့ရက်လေးတွေမှာဒုရုဆလံပို့ဖို့အတွက်တမန်တော်ကိုချီးကျူးဖို့အတွက်လှုပ်လိုက်မှာဆိုလို့ရှိရင်တာဝန်ခြေွားပြီလားအဲလိုလှုပ်လိုက်တဲ့အတွက်ကြောင့်ကျန်တဲ့အချိန်မှာတမန်တော်ဆက်စံပေါ်မှာဒုရုပူခြင်းဆိုတဲ့ဆွန်နတ်တမန်တော်ဆက်စံပေါ်မှာဒုရုပူရဲဆိုတဲ့အဲ့ဒီဖဇီလက်တွေအားလုံးမြောင်းထဲရောက်လာတာအားလုံးသိသွားတယ် ဆိုတော့ကျွန်တော်တို့ကသူတို့ပို့တာကိုတမန်တော်ကိုချီးကျူးတာကိုငင်းနေတာမဟုတ်ဘူးဆလာတုဆလမ်ပို့တာကိုငင်းနေတာမဟုတ်ဘူးနော်ဒီလို အထောက်အထားမရှိဘဲနဲ့မွေးနေ့တွေလှုပ်နေတာကိုကျွန်တော်တို့ငင်းနေတာရတမဘရောလာတမဘရောမှာညတမဘရောမှာအခါနာလှုပ်မယ်မွေးနေ့ခါနာဆိုပြီးတော့မှအဲ့လိုတမဘရောမှာလှုပ်နေတာကိုကျွန်တော်တို့ငင်းတာပေသားဖြစ်တယ်လို့ပြောတာ ။ဘာကြောင့်လဲဆိုတော့တမန်တော်ဆရ်အစ္စလမ်ဟာမိမိအဆဟာဘ်တို့တွေနဲ့ဒီလိုမွေးနေ့လုပ်ဖို့အတွက်စူးစီးခဲ့တယ်ဆိုတာမရှိဘူး။ဆဟာဘာတွေလည်းအချင်းချင်းတို့တွေထဲမှာနော်ဒီဒုရုဒ်ပို့ဖို့အတွက်မွေးနေ့လို့တမန်ဘုရားမှာစူးစီးခဲ့တယ်ဆိုတဲ့ဟာဘမမမရှိဘူး။ဘယ်လိုအထောက်ထားမှမမရှိဘူး။အဲ့ဒီအတွက်ကြောင့်ပရိတ်တကိုအယူလုပ်ပြီးတော့ဂျင်းထည့်ပြီးတော့မှ ကျွန်တော်တို့မွေးနေ့လုပ်နေလို့ဆိုတာဒုရုပို့ဖို့ဆလံပို့ဖို့တမန်တော်များကိုချီးကျူးဘူးဆိုတော့ပို့ဆိုပြီးတော့မှကျွန်တော်တို့လူတွေကိုလိန်နေတာတမန်တော်များကိုချီးကျူးဖို့နေ့ရက်တာမဖို့မလို့တမန်တော်ဆက်ဆလံပို့မှာဆလာတုဆလံပို့ဖို့အတွက်နေ့ရက်တာမဖို့မလို့အမြဲပို့နေရမယ်အမြဲချီးကျူးနေရမယ်ဆိုတော့အထောက်အထားမရှိဘူးလို့ကျွန်တော်တို့ပြောနေတယ်ဆိုတာဒီတိုင်းပဲပြောနေတာမဟုတ်ဘူးနော် ဘာသာရေးကိစ္စမှာတခုခုလုပ်မယ်ဆိုလို့ရှိရင်အထောက်အထားလိုတယ်ကုရ်အာန်ဟာဒီသ်အစ်မာကီယတ်ဒီနေ့မွေးနေ့လုပ်နေတယ်ဆိုတော့တမန်တော်မြတ်အထိမနှစ်တမန်တော်မြတ်မွေးနေ့ဆိုတော့မှမွေးနေ့လုပ်နေတယ်ဆိုတဲ့ဟာကအထောက်အထားမရှိဘူးလို့ကျွန်တော်ပြောနေတာကုရ်အာန်မှာလည်းမရှိဘူးအသစ်သွမ်းလည်းမရှိဘူးအစ်မာမှာလည်းမရှိဘူးကီယတ်မှာလည်းမရှိဘူးအထောက်အထားရှိတယ်လို့ဟုတ်လား ြောတဲ့လူရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုကြိုက်တဲ့အချိန်မှာနော်ဒီဘိတ်လို့ဖို့အတွက်ခေါ်လို့ရသလိုကျွန်တော်မွေးနေ့မရှိဘူးလို့ညင်းနေတယ်တမန်တော်များလည်းမလုပ်ခဲ့ဘူးစာပါတယ်လည်းမလုပ်ဘူးတာပင်တဝဲတာပင်နေမလို့ခဲ့ကူအီမန်ကြီးတွေအီမာဘွာနီဖာအီမန်မာလစ်မမရှာဗီမဟမ်ဒ်ဘန်ဟမ်ဘလ်ဒီပညာရှင်ကြီးတွေမွေးနေ့မလို့ခဲ့ဘူးလို့ကျွန်တော်ပြောနေတယ်အဲ့ဒါကိုလက်မခံဘူး ရှိတယ်လို့ပြောမှဆိုလို့ရှိရင်တရားဆွဲလိုက်လို့ရတယ်ဒီဘက်လို့လို့ရသလိုတရားယုံမှတရားဆွဲလိုက်လို့ရတယ်ကျွန်တော်မရှိဘူးလို့ညင်းတယ်ခင်ဗျားတို့ရှိတယ်လို့ပြောရင်အထောက်အထားနဲ့လာခဲ့တရားယုံမှကျွန်တော်တို့ရှင်းမယ်ဆိုတော့သာသနာထဲမှာမရှိတဲ့ကိစ္စတခုမင်းတို့လှုပ်ချင်လို့ဝါသနာနဲ့လှုပ်နေတာသာသနာအရလှုပ်တာမဟုတ်ဘူး ဝါသနာအရာလှုပ်တယ်ဆိုလို့ရှိရင်လူတွေလည်းပြောလိုက်ကျွန်တော်တို့ဝါသနာအရာလှုပ်နေတာတာသနာမှာမရှိဘူးဆိုတာပရိသတ်ကိုချပြလိုက်ဒါပဲကျွန်တော်တို့လိုချင်တာနော်မိဝါဒနာနဲ့လှုပ်နေတယ်လှုပ်ချင်းလို့လှုပ်နေတယ်အဲ့ဒါကိုသာသနာရဲ့နာမည်ပေးမယ်ဘာသာရေးကိစ္စလို့ပြောမယ်ဘာသာရေးမှာရှိတယ်လို့ပြောပြတော့လူတွေကိုလိန်နေတာကိုကျွန်တော်မကျေနပ်လို့ပြောတာအဲ့ဒီအတွက်ကြောင့်မကျေနပ်ရင် တရားရုံမှာတရားဆွဲလို့ရတယ်အင်ရှာလာကျွန်တော်တို့အထောက်အထားနဲ့တကွာလာဖြည့်ချင်းပေးမယ်ဆိုတော့ကျွန်တော်ပြောချင်တာက အာလင်မဒီအထူးထားပြီးတော့မှအထောက်အထားနဲ့စကားပြောပါကုရ်အာန်ဟာဒီသ်ဂျမာကယာစ်အထောက်အထားနဲ့စကားပြောအထောက်အထားမရှိမပြောနဲ့အထောက်အထားမရှိရင်အယူကံမွတ်စလင်တွေကို လိန်ပြီးတော့မှ နော်ဂျင်းစိမ့်မထက်ပါနဲ့လို့ကျွန်တော်ပြောနေတာဒါပဲဆိုတော့ ခဏကျွန်တော်ပြောသလိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ အထောက်အထားမရှိဘူးလို့ကျွန်တော်အတိအလင်းပြောနေတယ်။အဲဒီကြောင့်ကျွန်တော်တို့မွတ်စလင်ညီနောင်တွေတချို့ဟလာပုံကိုယ်တွေကနော်အဲဒီနေရာမှာရည်ရွယ်ချက်ရင်းနဲ့အိမ်ဖောင်းဖို့ကပိုက်ဖောင်းဖို့တဲ့သွားပြောနေတဲ့လူတွေရဲ့အဲ့ဒီဟလာအထောက်အထားမဲ့စွာပြောနေတဲ့လူတွေရဲ့စကားကိုနားမထောင်ကြနဲ့လို့ပြောရင်းနဲ့ပဲဟလာကျွန်တော်ရဲ့ဒီတင်ပြခြင်းကို زون داره آخر دعوانا الحمد لله رب العالمين